တန်းစင်ကတော့သူဘလောက်ပဲကြာရှုံးသည်ဖြစ်စေသူ့ကိုအနာကနေအကူတယောက်လို့ရောဆရာတယောက်လို့ရောကြည့်ရှုပေးတဲ့ကျွန်တော်တို့ချန်ပီယံကြီးစူပါလက်ကိုဗျာအာနာလုံးလို့ဒူးထောက်တောင်းမှန်ခဲ့ပါပြီတပည့်တယောက်နေနဲ့တပည့်ရဲ့တာဝန်မကြီးတာဟာလေအင်မတန်မှ ခံရခက်စေရရပါဒီနေ့ကပွဲမှာတန်းစင်ကွင်းထဲမှာထိုးသက်နေကြတဲ့အချိန်မှာစူပါလက်ရဲ့ကောင်းမာလီနော် အာသူဟာဆိုရင်လည်းပဲတော်တော်လေးကိုတန်းစင်ကိုစုတောင်းပေးနေတာတွေ့ရတယ်ပေါ့နော်တန်းစင်နိုင်ပါစေနိုင်ပါရဲနိုင်ပါစေဆိုပြီးတော့နော်ဒါအနောက်ကလီတွေတောင်ဗီဒီယိုရိုက်ကြတယ်ပေါ့နော်တန်းစင်နိုင်ဖို့အတွက်စူပါလက်ကောင်းပါလေးမိမားတော့တန်းစင်အပေါ်မှာမေတ္တာထားပြီးတော့ခုလိုမျိုးနိုင်စေခြင်းလို့လို့ဗျာနော်ကျွန်တော်မိသားစုလို့စိတ်ဓာတ်ထားပေးကြတာအင်မတန်မှစူပါလက်ကိုလေးကျေးဇူးနေတယ်ပေါ့နော်ဒါကြောင့်တန်းစင်ကယင်ထဲမှာမနေနိုင်တော့ဗျာသူ့ပေါ်မှာသိရမလားဒီလောက်ထက်ထိကောင်းပေးလိမ့်မယ်လို့သူမထင်ထားခဲ့မိဘူး အကူရင်းတရားလုံးမိသားစုလို့နော်သူရဲ့ဟိုရှုံးသည် ဖြစ်တယ်ဖြစ်စေနိုင်သည်ဖြစ်စေပေါ့လေဟိုဆိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေသူ့အပေါ်မှာဒီလိုမျိုးဆက်ဆံပြီးနေတာလုံးဝနော်ဆရာတယောက်ရဲ့မေတ္တာကိုသူခံစားရတဲ့အခါမှာ မနေနိုင်တော့လို့တန်းစရာဆိုရင်တော့ဖြစ်စူပါလက်စီမှာเนาะဒါဒူးထောက်ပြီးတော့တွားရောက်တောင်းပန်ခဲ့တာကိုကျွန်တော်အနေနဲ့တွေးရတယ်ပေါ့နော်ဆိုတော့စူပါလက်ကလေးတန်းစီကိုချီပြီးမြည်ပြီးကြာနေခဲ့တာကိုတွေ့ရတယ်ဆိုတော့ရင်းထဲမှာတကယ်ကိုမှမကောင်းဘူးเนาะကျွန်တော်ထိုင်ဂါမွေးထိုင်ကလပ်ကတော့ကျွန်တော်ဘရိုနီကာတို့ကလပ်ကတော့တန်းစီကိုအမြန်ဆုံးသူတို့စီမှာလာရောက်လေ့ကျင့်မှုအတွက်ထပ်မံဖိတ်ခေါ်လိုက်တယ်ပေါ့နော် ဆိုလိုပဲဆိုပေမဲ့လက်တန်းစင်ကတော့ super league ကိုခွဲခွာမလားเนาะအခုဟို tiger မွေးထိုင်း club ကိုပဲသွားမလားဆိုတော့စိတ်စိတ်ဝင်စားစရာကောင်းနေပေါ့เนาะဟောဆိုတော့ nice နဲ့ buying ဆိုင်ရာတွေမှာဆိုတော့ tiger မွေးထိုင်း club ကိုသွားတာကောင်းပါတယ်သိရမလားဟို super league တို့ချင်းဆိုတော့ကူပိုင်ချင်းလို့ဖြစ်နေရဗျာဟိုဥမာပြည့်ညမနေ့ကမှာဆိုရင်ဗျာဘယ်လိုပြောရမလဲ soling ကကလပ်ထောင်လိုက်ရေဆိုပါစို့ အဲ့ဒီမှာဆိုလင်းဟူကိုရင်ကလေးလေးချင်းပေးမယ်ဗျာတခြားသောနီးပြတွေလည်းငားမယ်ဗျာအတူလေးချင်းမယ်ဗျာဒါမျိုးပုံစံမျိုးအခုကထိုင်ကမွေးထိုင်ကလည်းကျတော့အဲ့လိုမျိုးမဟုတ်ဘူးတကယ်ကိုမှကဘာပေါ်မှာအကောင်းဆုံးကလပ်တစ်ခုဗျာဒါကြောင့်ကျွန်တော်နေနေကတော့အဲ့ဒီကိုသွားမယ်ဆိုရင်တော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်မြင်ရပြောတာပါဒါပေမဲ့တန်းစီစိတ်ဓာတ်မချပါနဲ့ဒီဘက်မှာမင်းအကောင်းဆုံးအများကြီးလုပ်ပြနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ World Championship ကမင်းကိုပွဲပေးဦးမလားဆိုတာကတော့ကျွန်တော်မသိတော့ဘူးဟောသုံးဘွဲဆရာလေးဘွဲဆရာရှုံးနေဆိုတဲ့အခါကျတော့မင်းအခြေအနေကတော့ ကျွန်တော်တို့နော်လီဘွေဆရာရှုံးသွားပြီလေနော်ဟိုဝမ်ချမ်ပီယံရှစ်မှာပွဲပြန်ရရင်တော့ကံကောင်းဖို့လီသန်းစီရင်တကယ်ဘုမစိတ်မကောင်းပါဘူးအများကြီးပြန်ကြိုးစားပါအသက်က20ဆုံးဆုံးမရှိသေးတယ်အများကြီးဖြစ်နိုင်ပါတယ်ဗျာ